တင်ဆက်ပေးမယ့်သတင်းကတော့ NGO ဝန်ထမ်းရှစ်ဦးကိုသေချာလုံးမှုနဲ့ဖမ်းဆီးသိမ်းလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။လူသားချင်းစာတမ်းထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်တွေပေါ်ဆောင်နေတဲ့ NGO မှာအလုံးလောက်ကိုင်းနေတဲ့ဝန်ထမ်းရှစ်ဦးကိုဘာကင်နာဖာဆိုဆိုရကသေချာလုံးမှုနဲ့ဖမ်းဆီးသိမ်းလိုက်တယ်လို့သိရပါတယ်။ ဘာကီနာဖာဆိုနိုင်ငံအတွင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေဖော်ဆောင်နေတဲ့နယ်သာလန်အခြေစိုက် NGO တခုမှတာဝန်ထမ်းဆောင်နေသူရှစ်ဦးကိုနိုင်ငံတော်တက်ဆက်ဖောက်မှုတချို့လုံးမှုတွေနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးတဲ့သိခင်ရသူတွေကတော့ပြည်သည့်အမျိုးသားတအူပြည်သည့်စီနောကောနယ်ဘွေအမျိုးသမီးတအူချက်အမျိုးသားတအူမာလီအမျိုးသားတအူနဲ့ဘာကီနာဖာဆိုနိုင်ငံသား၄ဦးလို့ဖြစ်ပါတယ်။ ဘာကီနာဖာဆိုဟာစစ်တကအာဏာသိမ်းပြီးအောက်ရှုပ်နေတဲ့နိုင်ငံဖြစ်တယ်လို့အမေရိကန်လိုနိုင်ငံမျိုးကိုဆက်ဆက်ရေးပြတောက်ထားတဲ့နိုင်ငံလေးဖြစ်ပါတယ်။ဖိုင်တဲ့သိမ်းခံရတဲ့ဝန်ထမ်းတွေအတွက်နေသားနဲ့အရှေ့ဆိုင် NGO ကအရှေ့မြင့်မရှိတဲ့စစ်သွဲချက်တွေနဲ့သူ့ရဲ့ဝန်ထမ်းတွေကိုဖိုင်တဲ့သိမ်းခဲ့တာကိုရှုတ်ရှားတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းကိုတော့ညီချင်းအောင်ပါပြပို့လာပါ။